ီပရှာပွေကဲဆဲရေးအဖွဲ့တွေဘယ်နေရာတွေမှာကူညီနေကြလဲနှစ်ပေါင်းတရာအတွင်းအစိုးရဆုံးငလင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေအောက်ပိတ်မိနေသူတွေကိုအချိန်မီအသက်ရှင်ရကယ်ထုတ်နိုင်ဖို့ရှာပွေကဲဆဲရေးတွေအပူတပြင်းလိုအပ်နေပါတယ်ရှာပွေကဲဆဲရေးအတွက်အိန္ဒိယနိုင်ငံတွေအာဆီယံဒေသတွေနိုင်ငံတချို့နဲ့စစ်ကောင်စီရဲ့မဟာမိတ်နိုင်ငံတွေကကဲဆဲရေးအဖွဲ့တွေဆင်းလွတ်ထားပါတယ်တရုတ်နိုင်ငံကလက်ရှိအချိန်ထိတရုတ်ကဲဆဲရေးအဖွဲ့ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့ဟောင်ကောင်ကယ်ဆယ်ရေးစတဲ့အဖွဲ့လေးဖွဲ့ဆစ်လွတ်ထားပြီးအဖွဲ့ဝင်အင်အား288ဦးရှိတယ်လို့ရန်ကုန်မြို့မှာရှိတဲ့တရုတ်တန်ယုံက ထုတ်ပြန်ထားပါတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာနေပြည်တော်နဲ့မန္တလေးမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတယ်လို့တရုတ်တန်ယုံကအသိပေးထားပါတယ်။မိသားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့မန္တလေးက Sky Villa Condo နဲ့ဥလာသိန်းသာသနာဘိမှန်အဆောက်အအုံပြိုကျမှုနေရာတွေမှာ တရုတ်ဖွဲ့နဲ့ဟောင်ကောင်ဖွဲ့တို့ကူညီကယ်ဆယ်နေတယ်လို့သိရတာပါအိန္ဒိယအစိုးရကလည်းအမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်38ဦးအိန္ဒိယတပ်မတော်ရဲ့အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးတဲ့ရွေးရှားဆေးရုံနဲ့အတူအဖွဲ့ဝင်138ဦးဆေးလွတ်ထားပါတယ်မိသက်ရဲ့မတ်လ30ရက်သတင်းဖော်ပြချက်အရအိန္ဒိယကယ်ဆယ်ရေးအဖွဲ့ကလည်းမန္တလေးမှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေပြီး Great Wall Hotel ပြိုကျမှုမှာပိတ်မိနေသူတွေကိုရှာဖွေနေတယ်လို့သိရတာပါ အာဆီယံဒေသရဲနိုင်ငံတွေဖြစ်တဲ့ထိုင်း၊စင်ကာပူ၊မလေးရှား၊ဗီယက်နမ်နိုင်ငံတို့ကလည်းရှာပွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအသီးသီးဆေးလွတ်ထားပါတယ်။ထိုင်းနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဝင်55ဦးဆေးလွှတ်လာပြီးနေပြည်တော်မှာရှာပွေကယ်ဆယ်ရေးပူးပေါင်းလှုပ်ဆောင်နေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံကသတင်းဖော်ပြပါတယ်။စင်ကာပူအစိုးရကလည်းရှာပွေကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်80ပြေပို့ထားပြီးနေပြည်တော်မှာအဆောက်အအုံအပြိုအပြက်တွေကြားပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ထုတ်နေတယ်လို့သိရတာပါ။ မလေးရှားကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်90ကတော့မြန်မာနိုင်ငံကိုရောက်ပြီး24နာရီအတွင်းဇကိုင်းကိုခြေချနေပြီလို့ထုတ်ပြန်ထားပါတယ်။ဇကိုင်းမြို့ဟာပြင်အားခွန်တသမခွန်အဆင့်ငလင်ကြီးလှုပ်ခတ်ရာအနီးမှာရှိပြီးထိခိုက်သေးဆုံးမှုအဆိုးရွားဆုံးကြုံနေရတဲ့မြို့ဖြစ်ပါတယ်။ဇကိုင်းမှာရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေတယ်လို့ဒေသခံတွေကလူမှုကွန်ရက်မှာအသိပေးရေးထားကြတာတွေ့ရပါတယ်။ VNM ကလည်းကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား106ယောက်ဆေးလွှတ်ထားပြီးငလင်တန်တဲ့နေရာတွေကို သုံးဖွဲ့ခွဲပြီးကူညီမယ်လို့အသိပေးထားပါတယ်။ဘယ်နေရာတွေမှာဗီယက်နမ်အဖွဲ့ရောက်ရှိကူညီနေပြီလဲဆိုတဲ့အချက်လက်ကိုတော့မသိရသေးပါဘူး။အာနာဒိစကောင်စီကမဟာမိတ်ဖြစ်တဲ့ရုရှားရဲ့ကယ်ဆယ်ရေးသမားတွေစေးဝန်ထမ်းတွေအင်အားတရာကျော်ပါတဲ့လေယာဉ်20နေပြည်တော်ကိုရောက်ရှိသွားပြီလို့ရုရှားသတင်းဌာနတွေကဖော်ပြပါတယ်။ရုရှားအဖွဲ့ဟာမန္တလေး Great Wall Hotel ပြိုကျတဲ့နေရာမှာရှာပွေကယ်ဆယ်ရေးပူးပေါင်းလုပ်ကင်နေတယ်လို့မိသက်ရဲ့ဒီနေ့မွန်လယ်ပိုင်းဖော်ပြချက်အရသိရပါတယ်။ မတ်လ28ရက်မွန်လွယ်ပိုင်းကမြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့နယ်စကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနှစ်ခုကြောင်းမန္တလေးနယ်စကိုင်းတို့မှာအဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ငလင်ကြောင်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေထဲပိတ်မိနေသူတွေကိုအသက်ရှင်ရကယ်ထုတ်နိုင်ဖို့ရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေတာပါ။ American ငလင်တိုင်းတာရေးဌာန USGS ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Richard Scale ခွန်တသမခွန်အဆင့်ငလင်ကြီးကြောင် အသေးအပြောက်တထောင်းကနေတသိန်းကြားအထိမြင့်မားလာနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။